တရုတ်တိုင်ပင်နဲ့ပတ်သက်ပြီးဝင်ကြီးချုပ်စာနေတာခိုင်ချီရဲ့စကားကြောင့်တန်နမန်ဆိုင်ရာပြဿနာဖြစ်ပွားနေချိန်မှာ ဂျပန်ကတရုတ်နိုင်ငံမှာရှိတဲ့၎င်းရဲ့နိုင်ငံသားတွေပတ်ဝန်းကျင်ကိုသတိထားဖို့နဲ့လူအုပ်ကိုရှောင်ဖို့သတိပေးခဲ့ပါတယ်။အချိန်မြင့်တက်လာတဲ့ကတောက်ကဆက်ဖြစ်မှုကြောင့်တရုတ်ကလည်း၎င်းရဲ့နိုင်ငံသားတွေဂျပန်ကိုသွားရာကိုရှောင်ဖို့အကြံပေးထားပါတယ်။ကိုယ်ပတ်ဝန်းကျင်ကိုသတိပြုပါ။ဂျပန်နိုင်ငံသားတွေအုံပြတတ်တဲ့နေရာတွေဖြစ်တဲ့ရင်းပြင်တွေကိုသွားရာလူစုလူဝေးများတဲ့နေရာတွေကိုသွားရာတွေကိုရှောင်ပါလို့တရုတ်နိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံကနိုဝင်ဘာ18ရက်ရက်စွဲနဲ့တန်ယုံရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ထားပါတယ်။ဂျပန်ဆိုရောက်ဖွင့်ရဲ့ထိတ်တန့်ပြောရေးဆိုခွင့်ရ မီနူရူခီဟာရာကတရားကြံပေးချက်ဟာသက်ဆိုင်ရာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကိုသာမကလူမှုရေးအခြေအနေတွေအပါအဝင်နိုင်ငံရေးအခြေအနေကိုအလုံးစုံသုံးသပ်မှုအပေါ်မှာအခြေခံပြီးထုတ်ပြန်တာဖြစ်တယ်လို့နိုဝင်ဘာ18ရက်ကပြောကြားခဲ့ပါတယ်။တရုတ်တိုင်ပေကိုတိုက်ခိုက်မှုအမှန်တရားမှာဂျပန်ကစီးရင်အဖြစ်ဝင်ပါနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်စာနေတာကိုင်းချီကပြောကြားခဲ့တာကြောင့်ဂျမန်နဲ့တရုတ်တို့တန်တမန်ဆိုင်ရာပြည်ထနာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးတာဟာ ဂျပန်ကစီးရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဂျပန်ဝန်ကြီးချုပ်ကနိုဝင်ဘာ9ရက်မှာပါလီမန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ တရုတ်ဆိုရကဂျပန်တန်အမတ်ကြီးကိုဆင်းခေါ်ခဲ့ကြောင်းနိုဝင်ဘာ14ရက်မှာပြောကြားခဲ့ပြီးမသိလျော်ရာကြောင့်အခုအခါဖယ်ရှားလိုက်ပြီးဖြစ်တဲ့ online post ကိုတင်ခဲ့ပြီးမှဂျပန်ဆိုရကလည်းတရုတ်တန်အမတ်ကြီးကိုဆင်းခေါ်ခဲ့ပါတယ်အနည်းဆုံးဂျပန်ကျွန်းကနေကီလိုမီတာ100ခန့်ကွာဝေးတဲ့တရုတ်တိုက်ပွဲအပေါ်၎င်းတို့ရဲ့သဘောထားဟာပြုံးလဲမှုမရှိကြောင်းဂျပန်အစိုးရကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ14ရက်က WeChat မှာတင်ထားတဲ့ post မှာဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကဂျပန်ကိုခီးသွားလာခြင်းမပြုဖို့တရုတ်နိုင်ငံသားတွေကိုအသိပေးကြောင်းဖော်ပြထားပါတယ်။ လက်တလုံးမှာဂျပန်ကောင်းဆောင်တွေကတရုတ်တိုက်ပီနဲ့ပတ်သက်ပြီးပုံမှန်လင်းလင်းနှုံဆော်တဲ့မှတ်ချက်တွေပေးလာပါတယ်။ဒါဟာလူလူချင်းကုလူဆက်ဆံမှုတွေကိုစွန်းစွန်းရွရွထိခိုက်စေပါတယ်လို့ WeChat ပို့မှာဖော်ပြခဲ့ပါတယ်။ နိုဝင်ဘာ15ရက်ကတရုတ်နိုင်ငံရဲ့အကြီးဆုံးလေကြောင်းလိုင်းတွေကလည်းအခုနှစ်မကုန်မီဂျပန်ခီးစင်တွေအတွက်ငွေအပြည့်အဝပြန်အမ်းပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။နိုင်ငံတိုင်းငွေကြေးဌာနနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံနဲ့ကောင်စွန်ဝန်ရုံတွေကတရုတ်နိုင်ငံသားတွေဂျပန်နိုင်ငံကိုသွားရာကိုရှောင်ဖို့လေးနက်စွာသတိပေးတယ်လို့ထုတ်ပြန်ထားပါတယ်။